်မင်္ဂလာပါရှင်ကျမတို့အခြေခံတရုတ်စကားပြောအတွက်မျော်လင့်နေလို့ပြောချင်ရင်ရှီဝမ်လို့ပြောလို့ရတယ်အဲ့တော့ကျမဒီမှာရေးထားတယ်ဝါရှီဝမ်နီငါနင့်ကိုမျော်လင့်နေအဲ့ဒီနောက်ကနေကိုမျော်လင့်နေအကြောင်းအရာတွေကိုရေးမယ်နော်ဆိုကြပါစို့ငါနင့်ကိုနေတိုင်းပျော်ရွှင်ဖို့မျော်လင့်နေဒါလေးရေးချင်နေဆိုရင်ဝါရှီဝမ်နီ နေတိုင်းဆိုတာလေးကိုကျွန်မထင်းထင်းလို့သုံးလိုက်မယ်နော်ထင်းထင်းပျော်ရွှင်တာလေးကိုခိုင်းရှင်းနဲ့သုံးလိုက်မယ်我希望你天天开心ရမယ်နော်နောက်တစ်ခုလေးရေးကြည့်မယ်နော်ဒီလက်ဆောင်လေးကိုမင်းကြိုက်ဖို့အတွက်မျှော်လင့်နေဒါမျိုးရေးမယ်ဆိုရင်我希望你ကြိုက်မြတ်သက်တာသည်喜欢အဒီလက်ဆောင်လို့ပြောတဲ့အတွက်အဲ့ဒါက လက်ဆောင်သည်လီဝရမယ်နော်နောက်တစ်ခုလေးထပ်ပြီးရေးကြည့်မယ်မင်းနောက်တစ်ချိန်ထပ်လာဖို့အတွက်မျှော်လင့်နေဒါမျိုးလေးရေးမယ်ဆိုရင်我希望你နောက်တစ်ချိန်လို့ပြောတဲ့အတွက် xia ci ထပ်လာဖို့အတွက်လို့ပြောတော့ကျမတို့တွေကစိုက်ကလေးနဲ့သုံးလိုက်မယ်နော် xia ci 再来ရမယ်နော်